လူကျင်တဲ့ငွေမပြေလို့အိမ်မှာရှိသမျှလက်ဝတ်လက်စားတွေပါရောင်းချပြီးလှူဒန်းလိုက်တဲ့ဖတ်တီးမှပရိသတ်များလုံးမမင်္ဂလာပါရှင့်ဆယ်လီစပိတ် H ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။အလုံးရဲ့ချစ်တော်အချင်းပေါင်းရောင်းတဲ့ဖတ်တီးမှကတော့ကြီးမားတဲ့အလှူဒါနတစ်ခုကိုပြုလုပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဖတ်သီးမအချင်းပေါင်းဆိုတာကတော့မြန်မာနိုင်ငံတလောမသိသူမရှိလောက်အောင်နာမည်ရထားတဲ့အချင်းပေါင်းတွေဖြစ်ပါတယ်။မန္တလေးရောက်ရင်ဥပိန်တရနာကဖတ်သီးမတမယာသီတို့ကိုသွားစားနိုင်မှာခင်မိတယ်လို့ဆိုရတဲ့ဒီနာမည်ကြီးခဲ့ရပါ။ဇေယောင်းရင်တဲ့တတော်မှာတမယာသီတို့တွေအချင်းပေါင်းတွေကိုစားပြရင်းနဲ့နာမည်ကြီးလာတဲ့သူမကအခုဆိုရင်တော့ဆယ်လီတူဖြစ်လို့နေပါပြီ။မန္မာနာထောင်လာတာမျိုးမရှိပဲဈေးလဲရောင်းအလူတန်းတော်တွေလည်းမပြတ်ပြုတ်လုပ်နေတဲ့သူဖြစ်တာကြောင့်အားလုံးကတော့အချစ်ပုံနေကြပါတယ်။ ကိုဝင်ဆောင်တဲ့တဦးဖြစ်တဲ့ဖတ်တီမာကတော့မွေးဖွားလာမယ့်ကလေးရဲ့အကျိုးပေးကံကြောင့်အပြင်သူမရဲ့စိတ်ရင်းစေတနာတွေကြောင့်အခုလိုမျိုးနာမည်ကျော်ကြားသူတဦးဖြစ်လို့နေပါတယ်။ချမ်းသာကြွယ်ဝတဲ့သူမဟုတ်ပေမယ့်ရိုးသားပွင့်လင်းပြီးတော့ကုညီတတ်တဲ့သူမကိုအားလုံးကလေးစားချစ်ခင်ကြပါတယ်။ငလင်ကြီးမလုတ်ခင်ကသူမအနေနဲ့နာမည်ကျော်ဥပိန်တရာပေါ်ကိုဈေးရောင်းချခဲ့ရဖြစ်ပါတယ်။ဝယ်ယူသူတွေများလွန်းလာကြောင့်သူမရဲ့ဈေးဆိုင်လေးကိုဥပိန်တရာအနီးကဖုန်ကြီးချောင်းဝင်းနေကဈေးဒီတစုနာမှာပြောင်းရွှေ့ရောင်းချခဲ့ရပါတယ်။ မက်စလာ28ရက်နေ့ငလင်ကြီးလှုပ်ခတ်ချိန်မှာတော့သူမဈေးရောင်းရာနေရအနီးကဈေးဒီကပြိုကျပျက်စီးခဲ့ပါတယ်။ဒါပေမဲ့အနည်းချိန်ကသူမကိုစီပင်ကဈေးရောင်းခွင့်ပိတ်ထားတဲ့အချိန်ဖြစ်တာကြောင့်သူမရောဈေးဝယ်သူတွေပါမရှိတဲ့အချိန်ဖြစ်နေရပါ။ဒါကြောင့်လည်းဘသူမထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိခဲ့ပါဘူး။ဖတိမကငလင်ဘေးတံကိုခန်းစားခဲ့ရတဲ့ပြည်သူတွေကိုသူမစုဆောင်းထားသမျှငွေတွေအလုံးကိုပေးအပ်လှူဒန်းခဲ့ပါတယ်။ဈေးရောင်းတွေဖုန်ကြီးကျောင်းတွေအထိကိုရင်သွားရောက်ပြီးတော့လှူဒန်းပေးခဲ့ရပါ။အဲ့ဒီလိုမျိုးသူမကလေးမွေးဖို့အတွက်စုဆောင်းထားသမျှငွေတွေကိုလှူ ူတန်းပေးခဲ့ပေမဲ့သူမကိုချစ်တဲ့စေတနာရှင်တွေအလှူရှင်တွေကဖတ်တီမရဲ့မွေးစည်းအတွက်ပြန်လည်လူတန်းပေးခဲ့ကြပါတယ် လိုင်းလီစိန်တိုင်းကတတိမမတ်မေဦးကပြာကလည်းဖတ်တီမာအတွက်စိန်နဂတ်တရံနဲ့ကလေးအုံဆောင်တွေကိုဂုံပြူလက်ဆောင်ပေးရခဲ့ပါတယ်။ဖတ်တီမာကဒုက္ခရောက်နေတဲ့သူတွေကိုလှူလိုက်တခြားစေတနာရှင်အလူရှင်တွေကသူမကိုပြန်လဲလှူဒန်းလိုက်နဲ့စေတနာတွေအကျိုးပေးတာကိုမြင်ရပါတယ်။အခုချိန်မှာလည်းဖတ်တီမာကသူမရဲ့နောင်ရည်တွေဘာတွေမငဲကွက်တော့ပဲအလူကြီးတခုကိုထပ်မံလှူဒန်းဖို့အတွက်ဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။အဲဒါကတော့ငလင်ကြောင့်ပျက်စီးသွားတဲ့သူမဈေးရောက်တဲ့နေရာအနီးကဖျားတဆုကိုပြုတ်ပြင်ဖို့အတွက်တိမ့်တရာလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ တမဈေးရောက်လို့ရတဲ့ငွေသိန်း90နဲ့အလူရှင်တွေကတမကိုချစ်လို့ဝိုင်းပြီးတော့လူပေးကြတဲ့ငွေ35သိန်းစွစွပေါင်း85သိန်းပဲလက်ထဲမှာရှိခဲ့ရပါငလင်ကြောင့်တမရဲ့ဈေးရောင်းအားလဲကျသွားတဲ့အပြင်တမလှူဖို့ရည်ရွယ်ထားတဲ့သိန်းတရာမပြည့်သေးတာကြောင့်ရှိတဲ့လဝတ်လက်စားလေးတွေကိုရောင်းချပြီးတော့15သိန်းကိုထပ်မံဖြည့်တင်းကသိန်းတရာကိုလှူတန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။တမရဲ့ဘဝမှာတစ်ချိန်တစ်ခါမှမလှူခဲ့ဘူးတဲ့ငွေကျပ်သိန်းတရာအတွက်အရန်ကိုဝမ်းသာပီတိဖြစ်နေခဲ့တာကိုတွေ့မြင်ကြရပါတယ်။ပုံကြီးကျောင်းရ ရဲ့အရေးအဝါသားမှာခိုးနားပြီးတော့ဈေးရောက်ခဲ့သူဖြစ်တဲ့ဖတ်တီမာကတော့သူမအမိပြုနားခိုးတဲ့အရေးဖြစ်တဲ့ဖုန်းကြီးကြောင့်နဲ့ဈေးတည်ငလင်ဘေးတင်ချိန်မှာစုဆောင်ထားသမျှငွေတွေကိုလှူဒန်းခဲ့ရပါမရှိလို့မလူမလူလို့မရှိဆိုတဲ့စကားကဖတ်တီမာအတွက်မဟုတ်ခဲ့ပါဘူးမရှိလည်းရှိအောင်လုပ်ပြီးမရှိရှိတာကိုလှူဒန်းပေးခဲ့ရကြောင်းပဲဖြစ်ပါတယ်တခြားသောသူတွေလိုငွေကြေးဥစ္စာပြည့်စုံကျွဲဝါသူမဟုတ်ခဲ့ပေမဲ့သူမရဲ့စေတနာတရားတရားကတော့တခြားအလှူရှင်တွေအတွက်လုံးဝမနှိမ်ခဲ့တာအသေးချာပဲဖြစ်ပါတယ်ဖတ်တီမာကိုအားပေးကြတဲ့ပရိသတ်တွေ ကတော့တာရုအချင်းချင်းခေါ်ဆိုပြီးတော့သူမရဲ့စေတနာတရားတရားပေါ်မှာလေးစားနေခဲ့ကြတာပါပရိသတ်ကြီးကလည်းဖတိမရဲ့ငွေချက်သိန်းတရားလူတန်းခဲမှုအပေါ်မှာမူရိတာပွားတာရုခေါ်ဆိုနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်နေ့တွေမှာလည်းသတင်းအစ်စ်လေးတွေနဲ့အတူပြန်လည်တွေ့ဆုံကြရအောင်ပါမြန်မာပြည်သူအပေါင်းကက်ကြီးသုံးပါးဘေးကနေကင်းလို့ဝေးပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်